မင်္ဂလာပါဒီနေ့မှမျှဝေပေးခြင်းတာကတော့ကျွန်တော်တို့ဂရုတွေထဲမှာကိုတင်တဲ့အခါမှာသင်တာမြင်တာရှိအောင်လို့ဒီလိုမျိုးပေါ့နော်စာလုံးမဲမဲလေးတွေနဲ့ကိုတင်တဲ့နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ Facebook application တွေကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ Facebook တွေကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမီနူဘာကိုတစ်ချက်နှိပ်ပါ ပြီးရင်တော့ဒီအောက်က group ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီ you are group ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာကို group ဝင်လာတယ်ကို join လာတဲ့ group တွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ကိုတင်ကျင်တဲ့ group တစ်ခုကိုနှိပ်လိုက်ပါဒီ group လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါကတော့ကျွန်တော်ရဲ့ group လေးပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ post တင်တဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးရင်ဒီနေရာမှာကိုရေးတင်တဲ့စာအုပ်ရေးမယ် ဒီနေရာမှာကိုရေးတဲ့အစာရေးလိုက်ပါတော့။ဒါမှမဟုတ်လို့ကိုကရေးရတဲ့စာအစင်သိရှိတယ်ဆိုရင်တော့ဒီနေရာမှာ face လောက်လိုက်ပါတော့။ကျွန်တော်ဒီနေရာမှာတခုရှိတာကကိုကစာရေးမယ်ဆိုလို့ရှိရင်ရေးလိုက်ပါတော့။အဲရေးပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်နာမှာဒီ H1 ဆိုတဲ့အဲ icon လေးတစ်ခုပေါ့နော်။အဲ cloud လေးတစ်ခုရှိပါတယ်။အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်။ဒီကောင်လေးကိုကျွန်တော်တို့ကဒီလိုမျိုးလေးအမဲ အကွက်လေးဖြစ်အောင်နှိပ်ထားလိုက်မယ်ဆိုရင်ရောအဲကျွန်တော်တို့ရေးလိုက်တဲ့စာလုံးတွေကဒီလိုမျိုးအနက်ရောင်နဲ့သူကပြပေးမှဖြစ်ပါတယ်တကယ်လို့ဒီကောင်လေးကိုကျွန်တော်တို့ကမနှိပ်ထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေးပြီးတော့တင်လိုက်တဲ့စာလုံးတွေအလုံးအားဒီလိုမျိုးပေါ့နော်မဲမဲနက်နက်လေးဖြစ်မနေပဲနဲ့ကျွန်တော်ပုံမှန်အတိုင်းပေါ့နော်ဒီလိုမျိုးလေးအဲပေါ်နေမှဖြစ်ပါတယ်ကျတော်တို့ကကျုပ်ရေးလိုက်တဲ့စာလုံးတိုင်းကိုကျတော်တို့ကအ내ရောက်နေဖြစ်ချင်တယ်ဆိုရင်တော့ ဒီ H1 ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ထားပြရမှာဖြစ်ပါတယ်။ဥပမာဘာလို့မိတ်ဆွေတို့ကခေါင်းစဉ်တစ်ခုကိုတော့ဆာလုံးအနက်ရောက်လေးနဲ့ရည်မယ်။ပြီးရင်အောက်ကဆာဘိုက်ကိုတော့ဆာယုံဆာလုံးအနက်ရောက်မလို့ခြင်းဘောတော့ပုံမှန်အတိုင်းလေးပဲမိမ့်မိန်လေးလိုချင်တယ်ဆိုရင်ဒီအောက်နာကအဲညှောက်ကောက်လေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲဒါဆိုလို့ရှိရင်တော့ဒီဆာရေးတဲ့ဒီတက်နေရာဒီအောက်နာကို ရောက်လာမှာဖြစ်ပါတယ်။ဒီအောက်နာလေးမှာကျွန်တော်တို့ကိုရေးခြင်းနဲ့ဆာရေးပါတော့ ျွန်တော်ကဒါနမူနာရေးပြတာဖြစ်တဲ့အတွက်ဒီလိုမျိုးလေးကျွန်တော်အစမ်းနေနဲ့ရေးပြတာဖြစ်ပါတယ်။ဖိတ်စီတို့ကဒီကြပြားတွေပဲရေးရေးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီဝတ္ထုတွေပဲရေးရေးပေါ့နော်ဒီအပေါ်မှာကောင်းစင်ကိုရေးပါပြီးလို့ရှိရင်တော့ဒီအောက်နာမှာကျွန်တော်ကစာပိုက်ကိုရေးမယ်ဆိုလို့ရှိရင်စပိတ်ပါချပြီးတော့ဒီလိုမျိုးရေးရမှာဖြစ်ပါတယ်။တကယ်လို့မိစေတို့ရေးလိုက်တဲ့ဒီစာတွေအားလုံးကိုကျွန်တော်ကဒီအားလုံးအနှဲ့ရောင်နဲ့ ဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးစပိတ်ပါမချနဲ့ပေါ့နော်။စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကိုဒီလိုမျိုးမချပဲနဲ့တစ်ဆက်တည်းရေးပြရမှာဖြစ်ပါတယ်။အဲ့လိုရေးမှတ်တာလည်းဒီကျွန်တော်ရေးလိုက်တဲ့စာလုံးတွေအလုံးအအနဲ့ရောင်နဲ့ဒီလိုမျိုးလေးပြပြမှာဖြစ်ပါတယ်။အဓိကဒီနေရာမှာကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့စိုက်ရေးမယ်ဆိုလို့ရှိရင်ဒီ H1 ဆိုတဲ့နေရာလေးကိုနှိပ်ထားပြီးတော့ရေးပါ။အဲ့လိုမျိုးဒီ H1 ကိုနှိပ်ထားပြီးတော့ရေးရေးမယ်ဆိုလို့ရှိရင်ဒီအစစာလုံးမှာကျွန်တော်တို့စာလုံးအနဲ့ရောင်လေးနဲ့ ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကတဆက်တည်းမရှိပင်နဲ့ဒီလိုမျိုးပေါ့နော်စာတန်းကိုတဒန်းနဲ့တဒန်းချလိုက်မယ်ဆိုလို့ရှိရင်တော့ဒုတိယအဲစာချောင်းကဒီလိုမျိုးလေးအနေရမတစ်ပင်နဲ့ဒီလိုမျိုးပေါ့နော်ပုံမှန်အတိုင်းလေးစာလုံးမိတ်မိတ်လေးနဲ့ဒီလိုမျိုးလေးပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာနှစ်ခုရှိတယ်ပေါ့နော် h1 ရဲ့ချက်ရဲ့ပေါ့နော်နှစ်ခုရှိတယ် h1 ကတော့ကျွန်တော်ဒီစာလုံးကို အနှက်ရောင်နဲ့အဲပုံမှန်စာလုံး အနေထားပါနော်အဲ့ဒီနှစ်မျိုးကိုဒီနေရာမှာ H1 နဲ့ချိန်ပြီးတော့အသုံးပြုရတာဖြစ်ပါတယ်ဒီအောက်နောက်ကချက်ကိုခံပြီးတော့ကျွန်တော်တို့အသုံးပြုတာပါလဲဆိုတော့ဒီချက်ကိုခံပြီးတော့ကျွန်တော်တို့ကအဲစာရေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်စာလုံးအပြရာောင်လေးနဲ့ပြပေးပါတယ်ချက်ခံပြီးရေးလိုက်လို့ရှိရင်ကျွန်တော်ရေးလိုက်တဲ့စာလုံးဟာဒီနေရာမှာအပြရာောင်လေးနဲ့ဒီလိုမျိုးပြပေးမှာဖြစ်ပါတယ်ဒီချက်မခံဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုရေးတဲ့စာဟာပုံမှန်အတိုင်းလေးပဲပေါ့နော် ဒီနေရာမှာကိုကစာလုံးအပြရောင်လေးနဲ့ရေးခြင်းနဲ့ဆိုရင်အချိန်မှာရှက်ကိုခံပေးရမှာဖြစ်ပါတယ်ဘောနော်တချို့တွေကိုရေးလိုက်တဲ့အဲစာပိုက်တွေဘောနော်အဲ့စာပိုက်တွေကဒီအောင်နာမှာဒီလိုမျိုးလေးတွေဒီအောင်နာမှာရှက်ကိုခံပြီးတော့စာလုံးအပြလေးနဲ့ဒီလိုမျိုးရေးတတ်ကြတယ်ဘောနော်အဲမိတ်ဆွေတို့လည်းရေးခြင်းနဲ့ဆိုရင်တော့အချိန်မှာရှက်ကိုခံမှာခံပြီးွားလို့ရှိရင်အဲကိုရေးခြင်းနဲ့စာကိုဒီလိုမျိုးရေးထည့်လိုက်ပါနော်ဒါဆိုလို့ရှိရင်အဲ Facebook ရဲ့ search bar မှာသူတို့က ရိုက်ပြီးတော့ရှာတဲ့အခါမှာကိုယ်ဒီမှာထည့်ထားတဲ့တက်နေပေါ့နော်။ဒါပြီးတော့ကန့်ကြည့်မှုရှိတယ်ဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ပို့ကိုသူတို့သူတို့ရဲ့ Facebook မှာတွားပြီးတော့ပြပေးမှာဖြစ်ပါတယ်။ဒီနေရာမှာကိုယ်ရေးခြင်းတဲ့အတိုင်းမှာနော်ရေးပြီးသွားပြီဆိုရင်ဒီမနာကပို့ကိုနိုင်မယ်။အဲဒါဆိုလို့ရှိရင်တော့ဒီမှာ group တွေမှာဒီလိုမျိုးလေးပေါ့နော်လာပြီးတော့ပေါ်နေမှာဖြစ်ပါတယ် ီပေါ်နာမတော်ကျွန်တို့က H1 ကိုနှိပ်ပြီးတော့စာရေးထားတာဖြစ်တဲ့အတွက်ဒီမှာမိတ်ဆွေများလုံးမင်္ဂလာပါဆိုတဲ့စာတန်းအနဲ့ရောင်နဲ့ဒီလူမျိုးလေးပေါ်နေမှာဖြစ်ပါတယ်ပြီးတော့ဒီအောက်နာကကျွန်တော်တို့ရေးရတဲ့ဒီစာတန်းကတော့ပုံမှန်အတိုင်းလေးပဲပေါ့နော်ဒီအောက်နာကတော့ရှက်ကန်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီရတာဖြစ်တဲ့အတွက်စာလုံးအပြန်နဲ့သူကလာပြီးတော့ပြပြတာဖြစ်ပါတယ်ဒီလားဆိုရင်ကျွန်တော်မိစေမြန်ဒီနည်းပညာလေးတွေကိုနားလဲသဘောပေါက်လိုက်မလို့ယုံကြည်ပါတယ် နောက်ကလည်းဤပညာအသက်လေးတွေကိုမျှဝေပေးဖို့မှာဖြစ်တဲ့အတွက်ကျွန်တော်ကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲရနာဝင်ပြုပါ